အတအမကန်ထားခဲ့မယ်ဆိုလို့ရှိရင်အတအမကန်ကြီးရော်ကြီးပေါ့နော်။ဘယ်ချိန်ရမလဲဆိုတဲ့မိကွန်းလေးကိုဖြည့်ချင်လို့ပါဗျ။ဟိုအတားမကန်ထားမယ်ဆိုလို့ရှိရင်ကိုရော်ကြီးပေါ့နော်သိန်းတစ်ထောင်ထားရင်သိန်းတစ်ထောင်သိန်းနှစ်ထောင်ထားရင်သိန်းနှစ်ထောင်ပေါ့ဘယ်အချိန်ဤဒီမှာရမလဲဆိုလို့ရှိရင်အတားအမကန်ထားရတဲ့သူအသက်တည်ဆုံးသွားလို့ရှိရင်ရမယ် ောက်အချိန်တကူကလေးဖြတ်သွားခဲ့မယ်ဆိုလို့ရှိရင်ရမယ်ပေါ့နော်။နောက်အချိန်တကူက PPD ပေါ့နော်။ထာဝဇင်မတန်ဆွမ်းဖြစ်ရင်ရမယ်။ထာဝဇင်မတန်ဆွမ်းဆိုတာကပေါ့နော်။မျိုးလုံးနှလုံးကွယ်သွားတာမျိုး၊ခြေနှစ်ဖက်ဖြတ်လိုက်ရတာမျိုး၊လက်နှစ်ဖက်ဖြတ်လိုက်ရတာမျိုးပေါ့နော်။အဲ့လိုအချိန်မျိုးတွေမှာဆိုလို့ရှိရင်ရပါမယ်ကြာ။နောက်အချိန်တကူကအတ္တမကန်ထားရဲ့သူကင်းစားဖြစ်ခဲ့မယ်ဆိုလို့ရှိရင်သူကကင်းစားဖြစ်ပြီးဟေ့ဆိုတာနဲ့ဟိုအတ္တမကန်ထားရှိတဲ့ငွေရ25ရာခိုင်နှုန်း သိန်းတထောင်ဆိုလို့ရှိရင်သိန်း250ပေါ့နော်စီကူရအတွက်ရပါမယ်ကြကြံတဲ့85ရာခိုင်နှုန်းကတော့ဒီအတအမခံထားတဲ့သူတည်ဆုံးသွားခဲ့မယ်ဆိုမှဒီကြံတဲ့သူပေါ့နော်အကျိုးခံစား권ရှိရတဲ့သူကကြံတဲ့85ရာခိုင်နှုန်းသိန်း950ကိုရမှာပါဗျသိကျင်တာလေးဖြည့်ပေးကြပါဗျ